မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ိုးဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့15ရက်3လ2025စနေနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်15ရက်3လ2025စနေနေ့ရက်တပတ်စာကောင်းမများပြန်ကြတဲ့အစီအစဉ်များကိုစတင်မှာဖြစ်ပါတယ်ဗျာအချွေညာမီမိသားစုကကြိုးစားပါတယ်တပတ်တာ ဟုတ်လားကံမြင့်ရေရာတွေကိုကျွန်တော်တင်ပြနေတာဖြစ်ပါတယ်ဗျာဒီတစ်ပတ်မှာမိမြောင်းဆုံးတတ်တာတွေလူတွေမှာအာတခုခုပိတ်နေတယ်ဗျာတခုခုပိတ်နေတယ်တခုခုပိတ်နေတယ်လို့အာဘာမအကောမမရေးကြတဲ့ပုံကူများတခုခုပိတ်နေရင် ပွင့်နေသောပန်းကိုဖျားကိုလူပေးပါဗျာကိုမျိုးရဘာသာလိုက်အာကိုဖျားကြောင်းတော်နေမှာ ပွင့်နေသောပန်းအပွင့်မန်းနေလူမဲဒါမှမဟုတ်ရင်ကိုရဲ့ဆိုင်နေမှာအပွင့်မန်းလေးလူမဲဒါမှမဟုတ်ရင်ကိုနဲ့နီးနေဆက်သက်တဲ့ခင်မင်းတဲ့လူတွေကိုအပွင့်မန်းလေးတွေ လက်ဆောင်ပေးမယ်ဆိုလို့ချင်းတင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကောမမရေးတဲ့တခုခုကိုပိတ်ဆို့နေတယ်တခုခုခက်ခဲဖြစ်နေတဲ့လူများပွင့်လန်းလူကပန်းလူပါတဲ့ပွင့်နေသောပန်းလေးကိုလှူလိုက်ပါဒါကြောင့်ပိတ်ဆို့နေတယ်တခုခုပိတ်နေတယ်အဆင်မပြေဘူးဆိုတဲ့လူများပွင့်လန်းအောင်ပွင့်နေသောပန်းအပွင့်မန်းလေးတွေလှူပေးပါဗျာငုံမန်းလေးတွေမဟုတ်ဘဲနဲ့အပွင့်မန်းလေးလှူခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများနော်အဲကျွန်တော်ရွှေချမင်းပြည်သားသူကနေပြီးတော့ ကံမြင့်ရေရရာတွေကိုတင်ပြပေးလိုက်ပါတယ်ဗျာတခုခုပိတ်နေတော့အပွင့်ပန်းလေးလှူလိုက်ပါတဲ့နော်အားလားကံနေနေနေတယ်ကံနေမကောင်းဘူးကံနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်မပြေဘူးတခုခုကနေပြောတယ်ဆိုတဲ့တခုခုမှာကို့မှာအန္တရာယ်ဖြစ်နေတယ်ကံညနေတယ်လို့ယူဆတယ်ဆိုလို့ရှိရင်ဖះမှာဒါမှမဟုတ်မီးလေးလွန့်ပြီးထုံးပြလိုက်ပါဗျာမောင်းတဲ့နေရာမှာမီးလေးထုံးပြီးအာမောင်းတဲ့နေရာမှာအဲ့ဖျောင်းတဲ့မီးလေးတွေထုံးပြီးအာဖះရီမှာရောင်တော်တွေဖွင့်မယ်ဖះမီးတွေမှာဆက်လိုက်မီးတွေလှူမယ် မိင်းနဲ့ပတ်သက်တဲ့ကုသိုလ်လေးတွေပြုလိုက်စမ်းပါဗျာမောင်းလို့နေရာမှာမိတွေထုံးပေးမယ်အဆူတောင်းမယ်အဲ့ဒါဖရာတွေမှာရောင်တော်တွေဖွင့်မယ်အဲဇီဒီတွေမှာရောင်တော်တွေဖွင့်မယ်ဆူတောင်းမယ်အိမ်ကဖရာကနေမှာမိလေးပူတော်မယ်ဆူတောင်းမယ်ဖြောင်းနေလေးမင်းပြီးတော့မင်းဖြောင်းနေမိလေးတွေထုံးပြီးမှဆူတောင်းမယ်ဆိုရင်တခုခုကန်ညံ့တဲ့လူများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာမင်းမိရဲ့တကူကမိရ မင်းရဲ့တကူကမိပါတဲ့တကူကြီးကြီးနဲ့လူများကန်ညက်နေတဲ့လူများမိလူပြပါဗျာဖျောင်းနိုင်မိလေးတွေထုံးပြီးတော့စူတောင်းကြမယ်အာဖျောင်းနိုင်မိလေးတွေလှူမယ်အာဖျောင်းနိုင်လေးနဲ့ပတ်သက်တဲ့ကိစ္စလက်ဆောင်လေးတွေပေးမယ်ဆိုလို့ရှိရင်တကူတွေကြီးပြီးနှိမ့်နေတော့ကန်များအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာတူးတယောက်တော့သူကတကူကူပိတ်နေတယ်တကူကူညင်ဆောင်ကြောက်မြင်ပြီးပြောသမျှဆိုသမျှလှုပ်တာကန်များပြဿနာတွေတက်နေလို့ရှိရင်မိမိကောင်းမှရှိတဲ့သဘင်သဘင်လေးကိုတုံးချောင်းနှုတ်လိုက်ပါ အဲစက်ကူအိတ်ကြီးစက်ကူလေးကိုအမကတော့ထိုးပြီးမှအဲ့နှုတ်ထားလဲသမင်းလေးသုံးပြီးအောင်အမအဲ့စက်ကူအိတ်ထဲထည့်ပြီးတော့ဆောင်းထားလိုက်စမ်းပါဗျာတင့်မှပိတ်နေတဲ့ညက်နေတဲ့ကံများအမြန်ဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပေးပြလိုက်ပါတယ်ဗျာဒါကြောင့်ရွှေညာမြေရဲ့ကံမြင့်ရတဲ့နေရာတွေကတော့တခုခုကံသာတာညံ့နေတယ်လက်တွေပိတ်နေလို့ကတော့မိမိခေါင်းမှာသပင်းသပင်းလေးသုံးချောင်းကိုနှုတ်စက်ကူလေးတွေထဲမှာထည့်ပြီးတော့ခမရတခုခုနဲ့ပတ်သက်တဲ့သွားလိုက်ရမှာစောင်းသွားမယ်ဒါမှမဟုတ်အိမ်မှာထည့်တဲ့ဘုရားကံ ဒါမှမဟုတ်လို့ရင်ပတ်သက်တဲ့တာတခုခုတွေမှာထည့်ပြီးယူဆောင်သွားမယ်အိမ်မှာထည့်ပြီးတော့ထားမယ်ဆိုလို့ရှိရင်ပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကံနေနေနေတယ်ကံနေဆို့နေတယ်ကံမကောင်းမှုတွေကိုကိုယူဆလို့ရှိရင်ရေချိုးတဲ့အခါမှာဒုတိယရေခွက်ထဲမှာချိုးမဲ့ရေတွေကိုရေတွေကိုအိမ်မှာသုံးတဲ့စားလေးနည်းနည်းတော့ထည့်လိုက်ပါအဲ့ဒီရေလေးနဲ့တစ်ကိုယ်လုံးရှောက်ပုတ်ပြီးတော့ကိုယ်မှာညံ့နေတော့ကံများပွင့်အမကောင်းတဲ့ကံများအဲ့ဒါလွင့်စင်ပပျောက်ပါသေး ကန်စိုးမှုတွေအများဆုံးလွတ်ဆင်ပြတော့ပြီးကံကောင်းမှုတွေအများဝင်ပါစီသောစားရည်လေးတွေကိုပို့တက်ပြီးပါရည်လေးလောင်းပြီးပါချိုးပြီးပါတခုခုကိုကိုယ့်ရဲ့တန်ချင်းကိုဆက်လက်လုပ်မယ်ဆိုလို့ချင်းစားရည်ချိုးရင်တော့ပိတ်နေသောကံများအတုကိုကံများအများဆုံးပပြောက်ပြီးကံကောင်းခြင်းများလင်းပြန်သွားဝင်ရောက်လာမှာဖြစ်ပါလေဗျာဒါကြောင့်ဒီရဒီဒေတာဒီလိုကာလာမျိုးတွေမှာတော့ပုံထူတောင်ရက်ကိုလည်းရည်လေးတောက်တောက်ပြီးပါဆူတောင်းသားမှာဗျာပိတ်စုံနေတဲ့ငွေလေးများဝင်မယ်ပိတ်စုံနေတဲ့ကံများ အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ကံများအများဆုံးကံကောင်းမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဘုဒ္ဓတောင်ရကိုလက်ပြီးစုတောင်းမယ်ဆိုရင်ဒီချိန်မှာယောဂရာချောင်းသူတွေယောဂမှာအနောက်ဇေကျော်တဲ့တဲ့ယောဂသွေးတူးတဲ့ယောဂအပူနဲ့ပတ်သက်တဲ့အပူအပူဘူးလေးတွေဖြစ်တဲ့ယောဂကင်စာလို့ဆိုပြီးတော့အပူဘူးတွေပေါက်တတ်ပါတယ်ရှာရင်ပါပေါက်တယ်လေရောင်းနေပါပေါက်တယ်ဂုတ်ဘူးတွေပါအပူဘူးတွေပေါက်တတ်ပါတယ်ဒါအပူနာပါဗျာကင်းစားမဟုတ်ပါဘူးဒါမှမဟုတ်ရင်ချောင်းနေစုမယ်ညမှာ နာအိုက်တယ်အိမ်ယူပါပါဝတယ်မလဲလင်းလင်းမအေးတယ်ဒါကြောင့်အေးပတ်တဲ့ယောဂများချောင်းသူတဲ့ယောဂများနော်အဲစာရင်နဲ့ပတ်သက်တဲ့ယောဂများဒါမှမဟုတ်ဥမာထဲမှာဥနဲ့ပတ်သက်တဲ့ဝမ်းကြိုက်ပိုးသဘောမျိုးပိုးနဲ့ပတ်သက်တဲ့ကိစ္စများဖြစ်တယ်ပြီးအစည်းလင်းဆိုရင်တော့တွိုင်းလိုင်းနဲ့ဆိုင်ငယ်လက်တက်ပါတယ်ကားတွေတိုက်တက်ပါတယ်မသေးပါဘူးမကြိုးပါဘူးဗျာတာမန်ထိခိုက်ချနာတွေဖြစ်တတ်ပါအကြောင်း ျွန်တော်တို့ဒီတပတ်စာကောမတ်ဒီမှာရှင်ညာမီမိသားစုရဲ့ကံမြေတရားများကိုတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ရှင်ညာမီမိသားစုကိုကြည့်ရှုရတဲ့ပိဋကအားလုံးတို့ဒီယနေ့မှစ၍ကျွန်တော်တပတ်စာကောမတ်ပြန်ချခြင်းအစီအများပြီးဆုံးပါပြီဒါကြောင့်ကျညာမီမိသားစုကြည့်ရှုကြတဲ့ပြိတ္တအားလုံးတို့ဒီအိုးရင်လောကများပိတ်နေတာပွင့်ပါသေးငွေကြီးများထုလိုက်ပြုံးလိုက် လုံးလိုက်ခဲလိုက်ဝင်ပြီးစိတ်ချမ်းသာကိုချမ်းသာနဲ့သာသနာပြုနိုင်တဲ့သားကောင်းသမီးကောင်း အန်ဒရယ်ကင်းပေးရှိမီလူသားနေတဲ့ပုံကိုယ်တွေဖြစ်ပါသေးကြောင်းရွှေညာမီမိသားစုကိုသာဆရာကြီးမြန်မာပြည်မှာလေးလေးစားစားစူတောင်းမြေတာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ